Thank you. project လေးမိတ်ဆက်ပွဲကိုဒီနေ့ဖိတ်ဖိတ်ကြလို့တက်ရောက်ဖြစ်တာပါ။ကဲ coolers ရဲ့အဲဒီနေ့ဒီ compact powder လေးကိုတုံးခိုင်းထားတယ်။ပပကြီးကြီးလေးပဲပေါ့နော် cool လေဟုတ်။ပပနဲ့တကယ်ကို coverage ကောင်းသလိုကောင်း coverage လည်းကောင်းတယ်ဒါပေမဲ့ပပနဲ့ကြီးကြီးလေးဖြစ်နေရပေါ့နော်။အခုဇနီးမျက်နှာပဲကြည့်ပါလို့ဟုတ်။ပါပေါ့ main ကလေးဆိုတော့လာတာကတော့ကြိုက်တာပေါ့နော်။အထူးသဖြင့်ကိုယ်တိုင်ကလည်းအခုတရုပ်ဆောင်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းတော့လာပအောင်တော့နေရပေါ့နော်ဟုတ်။ ဟုတ်အာဂျန်နီကဂျန်နီကိုရိုင်းကလည်းပြောရရင်အနှာခေါင်းကအရင်ချွန်နေရမျိုးမဟုတ်တဲ့အတွက်ကြောင့်မိတ်ကပ်တွေပါလေဆိုကိုယ့်ရဲ့ natural look အတိုင်းပဲပပကြီးကြီးလေးတွားတာဂျန်နီရဲ့ features လေးမပြောက်ဖ ೇನೆ ဟိုဂျန်နီအရှိအရှိတိုင်းကိုပို့ပြီးတော့ကြွစရာပေါ့နော်အဲ့အတွက်ကြောင့် makeup look တွေပါလေဆိုလည်းဂျန်နီက natural လေးပဲကြိုက်ပါတယ်ဟုတ်အဲပြင်ဖို့လည်းခဏခဏစဉ်းစားပါတယ်ဒါပေမဲ့အဲ print တွေကကိုယ့်ကိုလက်ခံထားတာချစ်ကြတာလေဒီရုပ်တိုင်းလေးပေါ့နော်အဲ့တော့ကိုယ်ပြင်လိုက်တဲ့အချိန်မှာရုပ်ပြောင်းသွားရင်အာမချစ်တော့မှအော်ဖုန်းကြီးကြော်ကြည့် ီးရဘလို့ကြီးလည်းမသိဘူးဆိုပြီးဖြစ်မှလည်းကြောက်တယ်ပေါ့နော်ပြပြင်ပြင်ပြန်ပြီးတော့ငကိုတိုင်းပြန်လုံးလို့ရတယ်မရတော့အဲ့တော့အော်တက်နိုင်ဆုံးတော့ကိုဟာကိုလက်ခံနိုင်အောင်ပဲကြိုးစားပြီးတော့နေထိုင်နေပါတယ်ဒါပေါ့အသက်အသက်ရွယ်တခုရောက်လာရင်တော့ဂျနီလည်း experience ရလာပြီးတော့တယောက်စားမိုင်းမှလည်းအဲအပြောင်းလဲလုံးလာနိုင်ရင်တော့သူ့ဟာသူတော့လက်ခံလာနိုင်ကြမယ်လို့တော့ဂျနီကယုံကြည်ပါတယ်အာဒါဂျနီအသက်မိုင်းဆိုင်ရာတွေရောအများကြီးအများကြီးပြင်ရမယ့်အချက်တွေရှိပါတယ်မျက်နှာတခုတည်းကြောင့်အာဂျနီဟိုဟာဖြစ်နေတယ်ဆိုတာမျိုးတော့နောက်ပိုင်းမှာလည်းနည်းနည်းလေးအဲ့အဲ့ mindset လေးနည်းနည်းပြောင်းလာ ာပေါ့နော်ဂျန်နီအနေနဲ့တရုတ်ဆောင်ပိုင်းအရာတွေရောအတန်ပိုင်းဆိုင်ရာတွေရောအများကြီးပြပြပြောင်းလဲရင်တော့ဖြစ်လာနိုင်တယ်လို့ဂျန်နီကတော့ထင်ပါတယ်။ဒါကတော့မူတွင်းကကိုကတော့ကလေးမေလည်းမဟုတ်တော့မူတွင်းကတော့ခက်တာပေါ့နော်ဒါပေမဲ့လည်းအာဒါ main ကလေးတိုင်းမှာမိခင်စိတ်ဆိုတာရှိတယ်ပေါ့နော်အဲပြီးတော့ကိုတိုင်းကလည်းဒီဝိုင်းခွဲဒီမောင်လေးတွေညီမလေးတွေကိုထိန်းလာရဆိုတော့ကို့အနေနဲ့ကဒါကတော့အရင်ရင်ခက်ခဲမရှိပါဘူးပြီးတော့လည်းဇက်ကောင်ကိုဇလန်းကိုနားလဲနားလဲလို့ဂျန်နီကတော့ဇက်ကောင်ပုံဖော်နိုင်ပါတယ်ပေါ့။ဂျန်နီကတော့ဆက်စချင်းဝင်လာတော့ကိုဆိုင် င်းကို sign cosmetics ကစဝင်တယ်ပြီးတော့နောက်ပိုင်းမှာကျွန်ဒီကိုစော်ပိုင်းရဲ့ပြည်စုံလုံးတချင်းနဲ့စပြီးတော့ပေါက်တယ်ပေါ့နော်အပြီးတော့ဥက္ကမတို့ရဲ့အားလေးဒီတချင်းလေးကိုကျွန်ဒီဒီ music က music video cover လေးပြန်ရိုက်တယ်ပေါ့နော်အဲ့လိုကနေတစင်ပြီးတစင်ဒီလောကတွေကိုဝင်လာရပါပေါ့ဟုတ်ဟုတ်မြမကရန်ကုန်တက္ကသိုလ်ဥပဒေမှာအာဥပဒေတက်နေရပေါ့နော်အဲယုံကဆို second year ပဲရှိအောင်မယ်အဲသူကအဲ့မှာစပြီးတော့ school sign manager ကနေဆက်တာပေါ့သူတို့ဒီចောင်း queen လေးတွေကိုရွေးချယ်နေရပေါ့နော်ညီမကရန်ကုန်တက္ကသိုလ်မှာ à uh, thì Queen Queen chuyện ကွင်းဖြစ်တယ်ဆိုတော့သူတို့ရွေးချယ်ချင်ပါတယ်ဆိုပြီးတော့ဆက်သွဲလာတာအစားချင်းကတော့နည်းနည်းလေး shock ဖြစ်သွားပါငါ့ကိုလိန်နေရလားမသိဘူးပေါ့ spam call လားပေါ့နောက်ဒုတိယတစ်ခေါက်ကြတော့ဒုတိယတစ်ခေါက်ဆက်ပြီးတော့သူတို့ကတေချာလေး Facebook မှာပါအာဒီ page တွေပါနေလာပြောင်းမှာအော်တကယ်ပေါ့အဲ့ကြမှာတေချာစဉ်းစားဖြစ်တာပေါ့အဲရိုက်ရင်ကောင်းမလားမရိုက်ရင်ကောင်းမလားပေါ့ဒါပေမဲ့လည်းအဲ့ဟိုကအော်ငါဒါလေးရိုက်ပြီးတော့နည်းလေးမင်းသမီးတမ်းမဖြစ်ပါဘူးပေါ့ပေါ့ပါပဲငါကိုဆိုင်ဆိုင်ခန့်လန့်နေရိုက်ရအမှတ်တရလေးပေါ့အသက်ကြီးလာရင်ပြန်ကြည့်မယ်ဆိုရဲရွေချက်နဲ့ရွေရိုက်ဖြစ်တာပေါ့ရိုက်ပြင်းနေတဲ့ ခါတဲ့ဒီလောကတွေဟိုရောက်သွားပါဘောเนาะဟုတ်ကဲ့ပါအခု Coolers Beauty and Wellness ဒါဒီ launch event လေးပေါ့เนาะအဒီနေ့ပွဲလေးကနေစပြီးတော့အခုဆိုရင်တော့6နှစ်ရှိပြီအဲနောက်နှစ်60နှစ်600 2600အဲလုံးဝကဘာတီတွေအောင်မြင်တည်တတ်ပါစေလို့ပဲဆုတောင်းပေးပါရရှင်သူပါ